ရတဲ့တဲ့သူထိတ်တန်းအောင်မြင်မှုတွေပြန်လည်ရယူမယ်လို့ကြုံဝါလိုက်တဲ့ကိုညာပရိသတ်များအဝဲမိငါများတနအိမ်မက်ကွန်ရှင်ကိုအေဂျင်ကနေပြန်လည်ကြိုလိုက်ပါရင်ယူနိုက်တက်ကစားမသေးဖြစ်လာပြီးတဲ့နောက်မာစီယက်ကိုညာဟာပထမဆုံးအချိန်ပရိသတ်တွေကိုစကားပြောလာခဲ့ပြီးဖြစ်ပါရင်ကိုညာယူနိုက်တက်ကစားမဖြစ်လာရတာကိုရမ်းပျော်နေပြီးနားလာသည့်သစ္စာတင်ဖို့ရမဆောင်ဆိုင်နိုင်ဖြစ်နေတာပါကိုညာဟာတရင်ဒီတို့အတွက်ဒီဟာဒီပထမဆုံးကစားမခေါ်ယူမှုလည်းဖြစ်ပါရင် ယူနိုက်တက်ဟာကွန်ညာအတွက်ပေါင်60.5တန်းဝူတင်းစီပေးချေခဲ့ရပါတယ်။ကွန်ညာဟာယူနိုက်တက်မှာတပတ်လောက်ကလာစာပေါင်3တန်းရရှိသွားမှာဖြစ်ပါတယ်။ယူနိုက်တက်ဟာကွန်ညာကို9ရက်စာချုပ်အပြင်တနည်းတန်းတိုးခွင့်စာချုပ်ပါအချက်နဲ့ခေါ်ယူနိုင်ခဲ့တာပါ။ကွန်ညာဟာလက်ရှိဘရာဇီးရဲ့အတောက်ပါဆုံးကျင်ဝင်တွေကတဦးဖြစ်ပြီးတော့အာမိုရီအနီစင်မှာအဝင်ကင်းကြကစားပေးနိုင်သူပါ။သူဟာပြီးခဲ့တဲ့ရာသီကနေစတင်ရေးတွက်ရင်ဝေယဘာထေသီလီ၅ခုမှာတခြားသောဘရာဇီးကစားသမားတွေတက်တော့ပြည်တင်းလီတွင်ကိုပုံများထားတာဖြစ်ပါတယ်။ကွန်ညာကပြီးခဲ့တဲ့နေရာဒီမှာစစ်စုပေါင်းလီကို28ဂိုးတွေသွင်းယူထားနိုင်တာဖြစ်ပြီးတော့သူနောက်မှာဗီနီရှက်ဂျူနီယာနဲ့ ရာဖင်ယာတို့ကဒုတိယနဲ့တတိယနေရာမှာအသေးသေးရပ်တည်နေကြတာဖြစ်ပါတယ်။ကိုညာအနေနဲ့ဝူလိုအလယ်လက်အသင်းမှာကစားနေတာတော့ဘာစီလိုနာရီယယ်မက်ဒရစ်တို့မှာကစားနေတဲ့ကစားသမားအထက်ဂိုးသွင်းပိုချမ်းပြလာတာဖြစ်ပါတယ်။ယူနိုက်တက်ကစားသမားအသစ်ဖြစ်လာပြီးတဲ့နောက်ကိုညာကပထမဆုံးအနေနဲ့ပရိသတ်တွေကိုခုလိုပြောပါတယ်။မန်ချက်စတာယူနိုက်တက်ကစားသမားအသစ်ဖြစ်လာရတဲ့အပေါ်စိတ်ခံစားချက်တွေကတော့စကားလုံးအနေနဲ့တော့မဖော်ပြနိုင်ပါဘူး။ကျွန်တော်ဟာကလေးဘွားတွေကဘရာဇီးမှာအဖွားရဲ့အိမ်မှာပရီးမီးယားလိဂ်ပွဲတွေကိုတမိကနေကြည့်ခဲ့ရပါတယ်။ကျွန်တော်ရဲ့အကြိုက်ဆုံးအင်္ဂလိပ်အသင်းကမန်ချက်စတာယူနိုက်တက်ဖြစ်ပြီးတော့အသင်းရဲ့အနီးအောင်ဂျာစီကိုဝိတ်ဆင်ခွင့်ရဖို့အမြဲတမ်းအိမ်မက်မက်ခဲ့ရတာပါ။ အဲ့ဒီအိမ်မက်တွေကိုအမှန်တကယ်ဖြစ်လာအောင်ကူညီပေးခဲ့တဲ့ကျွန်တော်ရဲ့မိသားစုနဲ့အရောက်စီတိုင်းကိုဒူတိုင်းကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ရာသီကြိုလေးချင်းအစီအစဉ်မှာပါဝင်ဖို့အသင်းပေါ်တွေနဲ့ယင်းနေမှုရယူဖို့ရာသီတဲ့အတွက်ပြင်ဆင်ဖို့စောင့်နိုင်နေတော့ပါဘူး။ကျွန်တော်ရဲ့အာယုံဆိုင်မှုကအသင်းအတွက်တန်ဖိုးရှိတဲ့ကစားမဖြစ်လာဖို့ပုံမကျိုးစားဖို့နဲ့ဒီအသင်းကိုထိန်းဆုံးရအောင်ကူညီပေးဖို့ဖြစ်ပါတယ်လို့ပြောသွားခဲ့ပါတယ်။ဒါ United ရဲ့ဒီနေရာဒီတိုက်စစ်ပိုင်းအားပြေမှုအကုန်မဟုတ်သေးပါဘူး။တင်းနေတော့နောက်ထပ်တိုက်စစ်သားမတွေကိုလည်းခေါ်ယူဖို့အားပြေသွားခြင်းနေရာပါ အိုစီယန်ကတော့ United စီနာကျင်နေတာသိကြပါတယ် United တို့ကခက်ခဲဖြစ်နေတာတခုကအိုစီယန်ရဲ့မြန်မာနဲ့လောက်ခလာစာဖြစ်ပါတယ်နာပိုလီဘက်ကလည်းကစားမနဲ့ဆက်ဆံရေးပြိုကွဲနေတာကြာပြီဖြစ်တဲ့အတွက်ဒီနေရာဒီမှာမဖြစ်မနေရောင်းထုတ်ကျင်နေပါတယ်ဒါကြောင့်ပြောင်းရွှေ့ကြီးကညီလိုက်လို့ရမှာသိကြပါတယ်တနည်းနည်းရ United ဟာအိုစီယန်ကိုလောက်ခလာစာရှော့ယူစေချင်ပြီးတော့ဒါကလည်းကစားမနဲ့ agent တွေစီကိုအတိပေးထားတယ်လို့သိရပါတယ်ဒါကတော့အိုစီယန်နဲ့ United တို့ကြားကနောက်ဆုံးရအချိန်ဒီမှာတရိတ်တော်ဟာ Frankfurt တိုက်စစ်မှု Hugo Nketiah ကိုခေါ်ရွေးတိုက်ပွဲတွေလည်းဝင်ရောက်သွားပြီလို့ဆိုပါတယ် United တို့ Frankfurt ကိုဆက်လက်ဆက်သွယ်ထားပြီးတော့ ဇာမနဲ့ပတ်သက်တဲ့တည်တင်းတိထိုက်တဲ့အချက်အလက်တွေကိုစုံစမ်းမေးမြန်းတောင်းခံထားပါရင် NGD ကိုတခြားသောဥရောပအသင်းကြီးတွေကလည်းစိတ်ဝင်စားနေကြတာကြောင့်ပြောင်းရွှေ့ကြီးကတော့မြောက်မှာစေကြပါရင် United တို့နောက်ထပ်ဘယ်လိုသောအားပြည့်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီလင်ကတော့ပဲနောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ